စကိုင်းတိုင်းရှိဖို့ခရိုင်ခေဦးမြို့နယ်အနောက်ခြံကိုစစ်ကြောင်းထိုးထွက်လာတဲ့စစ်အုပ်စုနယ်ပြူတွေပါတဲ့စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဈာပြတ်တိုက်ခိုက်ခဲ့ရမှာစစ်အုပ်စုစစ်ကြောင်းတစ်ခုလုံးစုဖွဲ့မှုပျက်စီးခဲ့ပြီးထိခိုက်သေးဆုံးကဆက်လက်နက်ပျက်စီးတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ခေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတို့ကအမှတ်ပြုကိုပြောပါတယ်တိုက်ပွဲတွင်ငချင်းမီတလက်အပါဝင်လက်နက်20ကျော်သိမ်းဆည်းရရှိခဲ့ပါတယ်။နိုဝင်ဘာ23ရက်မနက်ပိုင်းမှာခင်ဦးနဲ့အနောက်ခြံမုံလာရွာမှာ၄ရက်ကြာတဆဲထားတဲ့ တင်ငန်းဝယ်ဝါသွားလောက်ကံပြူစောတီနဲ့စုပ်စုချင်းမြန်တမဌာနချုပ်တမခ33လောက်ခန့်အင်အား180ဝန်းကျင်ခန့်မှစစ်ကြောင်းဟာပြင်းအောင်ပြူစောတီရွာဘက်ကိုစစ်ကြောင်းထွက်လာတဲ့အချိန်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်ခဲ့တာပါတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကြားပြတ်တိုက်ခိုက်ခဲ့တာကြောင့်စုပ်စုစစ်ကြောင်းပြတ်ပြီးတော့အထိနာအသေးများကဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ခင်ဦးနဲ့တော်လိုင်းသတင်းမြစ်တူကလည်းပြောပါတယ်လက်ရှိခင်ဦးနယ်အနောက်ခြမ်းကိုကမ်မလူနယ်ကနေနိုဝင်ဘာ19ရက်မှာထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ ဆောက်စုနယ်ပြူတွေဟာကမ်းမလူမျိုးနယ်တွေကကြောက်တိုင်ရွာကိုမိရှုဖြက်စီးခဲ့ပြီးနောက်ခင်ဦးနယ်မုံလာရွာမှာအင်အား300ဝန်းကျင်နဲ့အထိုင်ချတဆဲနေတာဖြစ်သလိုအနည်းဝန်းကျင်ကကြေးရွာတွေကိုနယ်မြေစုမှုနိုင်ဖို့အတွက်စစ်ကြောင်းထုတ်ဖို့စူးစမ်းနေရလဲဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုအမှတ်1ရွှေဘိုခရိုင်အမှတ်3တရင် ခေဦးမြို့နယ်ပါကပါတိုက်နယ်12345ပါကဖရီနယ်ခေဦးမြို့နယ်ပါလာပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေဦးမြို့နယ်တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တော်လိုင်းအင်အားစုတွေဘက်ကထိခိုက်တိုက်ရရတာမျိုးမရှိပါဘူးပြီးခဲ့တဲ့နိုဝင်ဘာ12ရက်ကကမ္ဘလူမြို့နယ်ဘက်ကနေခေဦးမြို့နယ်အနောက်ခြမ်းကိုစစ်ကြောင်းတို့ဝင်ရောက်လာတဲ့စစ်အုပ်စုတမ33လောက်အခန့်တပ်ဖွဲ့တွေနဲ့တင်ကန်းဝဲဝါသွားရဲ့ပြူစောတိတွေကိုတော်လင်းပူပေါင်းတပ်ဖွဲ့တွေကရင်းတိုက်ရွာအနီးမှာကြားပြတ်တိုက်ခိုက်ခဲ့ရမှာစစ်အုပ်စုစစ်ကြောင်းပြတ်ပြီးစုခွာထွက်ပြေးခဲ့ရတယ်လို့ စစ်ကြောမှုအပါအဝင်စုစု50ကျော်တိုက်ဆုံးကတုံမန်း15ဦးနဲ့လက်နက်ခဲယံနေလဲတင်စီရရှိခဲ့ပါတယ်။လက်ရှိမှာခင်ဦးနဲ့အနောက်ချမ်းကိုစုစုစစ်ကြောင်းထိုးနေရာကြောင့်ကျေးရွာပေါင်း20ကျော်ကဒေသခံတောင်းတဲ့ချီဟာစစ်ပေးတိန့်ဆောင်ထွက်ပြေးနေရပြီးစာနယ်ရိတ်ကအကူအညီရလိုအပ်နေရလို့စစ်ဆောင်ရေးကူညီပေးနေသူတွေကဆိုပါတယ်။ စက်သက်လေဒီဆိုတာလေဒီနဲ့ဆက်အင်ဂျင်ကိုပေါင်းစပ်ပြီးရွေလျက်ပြန်တက်နိုင်အောင်ပြုလုပ်ထားတဲ့ယင်အမျိုးအစားဖြစ်ပါတယ်စက်သက်လေဒီဟာလွယ်ကူစွာစီးနင်းပြန်တက်နိုင်ပြီးအဝေးကကြည့်ရင်ရိုးရိုးလေဒီနဲ့ဆင်းသူပါတယ်စက်သက်လေဒီဟာတနအိမ်မှန်60စင်တီပါအထိလင်းမြောင်ပြန်တက်နိုင်တယ်လို့အလေးချိန်140ကီလိုဂရမ်အထိသေဆောင်နိုင်ပါတယ်မြင့်ပေ18000အထိလည်းပြန်တက်နိုင်ပါတယ်စက်သက်လေဒီဟာဆက်အင်ဂျင်အတန်ကျဲလောင်တာကြောင့်မြင်နိုင်တဲ့အကွာအဝေးမရောက်ခင်မှာပဲစက်တန်ကိုသတိထားမိနိုင်ပါတယ်ဒါကြောင့်အင်ဂျင်စက်တန်ဒလက်တန်ကာတန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ ဆက်သက်လေးဒီကိုမြန်မာကဒါမမိုအန်ဒီရဲ့သတိပေးချက်ရတာနဲ့ချက်ချင်းပုံကိုကျင်တဲ့ပုံကိုပါလူထုထက်တဲ့နေရာတွေနဲ့စီအခြေစိုက်စခန်းတွေကိုဥတီတိုက်ခိုက်နိုင်တာကြောင့်အဲ့ဒီလိုနေရာတွေကိုသတိပြုရှောင်ရှားပါ